လွန်ခဲ့သောနှစ်ပေါင်းများစွာကမြေကမ်းနားမှစိမ့်ဆို့ထုထက်သောဘွတ်အိုင်တစ်ခုတွင်ဂေဖောက်စုတစုနေထိုင်ကြပါတယ်သူတို့အတန်ကဘလောက်တောင်ကျဲလဲဆိုရင်ညဘက်ဆိုရင်ဒီအိုင်နာကလူတွေကောင်းကြိုက်ပြီးအိတ်လို့မရလောက်အောင်ပဲဒီဖားတွေကလည်းသူတို့အတန်ကိုသူတို့အယံသဘောကျကြပြီးညတိုင်းအပြိုင်ဆိုင်အိုဟစ်စုညံ့နေကြတဲ့ကရွတ်ကရွတ်အိုငါအတန်ကအကျဲဆုံးပဲမင်းတို့မမိဘူးတကောင်ပြီးတကောင်ဆန်းနောက်ကြတဲ့ဘွတ်အိုင်ရဲ့ဘေးနားမှာပြရေမောပင်တွေနဲ့ဖုံးလွှမ်းနေတဲ့တစ်ခေါင်းကြီးထဲမှာတော့ ကျေမဲမဲတဲတဲကြီးလို့အမိရတဲ့အလွန်ကြီးမားတဲ့မြွေကြီးတကောင်နေထိုင်ပါတယ်သူကမြွေကြီးတွေထဲမှာအသက်ကြီးဆုံးတဲ့အမောင်တဲမှာပဲနေတာနှစ်တက်တဲ့မြွေကြီးတကောင်ဟာနေကင်းဘက်ဆိုလုံးဝအပြင်းမထွက်ပဲအိတ်နေတက်တဲ့ဒါပေမဲ့ဒီညံဖားတွေရဲ့အတန်ကနေရောညပါမရက်မနာစုပူလုံးလို့ မွေကြီးဟာအိမ်ရင်ကောင်းကောင်းမအိပ်ရလို့နေကင်းအိတ်ချိန်မှာတောင်ကောင်းကောင်းမအိပ်ရတော့ဘူးတနေ့တော့မဲမဲတဲတဲမွေကြီးဟာဒေါသထွက်ပြီးသူ့ခန္ဓာကိုယ်ကြီးကိုတစ်ခေါင်းထဲကနေဆွဲထုတ်ပြီးဖြင်းညစ်စွာရွေ့လျားလာခဲ့တယ်။သူ့ရဲ့ကြီးမားနှမောင်းတဲ့ခန္ဓာကိုယ်ကြီးဟာမြေကြီးပေါ်မှာရွေ့လျားလာတိုင်းတိရွတ်တွေကလွန်အောင်ကြတယ် ဘွဲ့အိုင်နာရောက်တော့မွေကြီးကဖြင်းညစ်စွာကောင်းထောင်လိုက်ပြီးကြောက်ဖို့ကောင်းတဲ့မျက်လုံးနှလုံးကဖောက်စုကိုတင်းငိမ့်စွာစိုက်ကြည့်နေတယ်ဖောက်စုကအော်ဟစ်နေရင်ရုတ်တရက်တိတ်ဆိတ်သွားတယ်သူတို့အတန်ကလည်းချောင်းထဲမှာပိတ်ဆို့သွားတယ်လို့ခံစားနေရတယ်ဘာလို့လဲဆိုသူတို့ဘဝမှာဒီလောက်ကြီးမားတဲ့မွေကြီးကိုတခါမှမမြင်ဘူးကြလို့ပဲအိုမင်းတို့ကလာငါရဲ့အနာယူချိန်ကိုနေတိုင်းနှောင့်ယှက်နေတဲ့ပိုင်ရှင်တွေမင်းတို့ကိုကြီးလို့မွေကြီးကလေးလံထုပူတဲ့အတန်နဲ့ပြောလိုက်တယ်မွေကြီးရဲ့အတန်ကြောင့်ရေပြင်းနှောင်းတုန်ခါသွားတယ်လို့ခံစားရတယ် ဖားကောင်းဆောင်ဖြစ်တဲ့ဂွီဒိုကဖားကကြောက်ရွံ့တုံလုံးနေတဲ့ကြားကအာတင်းပြီးဒီလိုပြောလိုက်ပါတယ်အရှင်အရှင်ကဘာတူလဲဘာလို့ကျင်းတာလဲ ။လို့မေးပြီးမွေကြီးကဖြင်းညစ်စွာဟန်ဆောင်ပြုံးလိုက်ပြီးငါဘာမှအများကြီးမလိုပါဘူး။မင်းတို့ရဲ့စုညံတန်ကိုရက်တန့်စေချင်တာပဲ။ဒိတ်ဆိတ်မှုကိုငါနှက်တတ်တယ်။ဒီနေ့ကစပြီးညဘက်ဆိုလုံးဝတန်မအော်နေတော့လို့မွေကြီးကဒီလိုပြောလိုက်ပါတယ်။ဖောက်စုကအကြောက်လွန်ပြီးခေါင်းငုံလက်ခံလိုက်ကြတယ်။အဲ့ဒီညကစပြီးဘွတ်အိုင်ဟာအလွန်တိတ်ဆိတ်နေတယ်မဲမဲတဲတဲမွေကြီးလည်းအဲ့နေ့ကစပြီးနှစ်နှစ်ချိုက်ချိုက်အိပ်ပျော်သွားတဲ့ရက်တပတ်တွေကြာလာတော့ဖားတွေလည်းပြင်းလာကြတယ်။ သူတို့ရဲ့အော်ဟစ်ချင်းကအလေးချင်းကိုမစွန့်လွတ်နိုင်ကြဘူးတညမှာတော့အတန်ကြီးဆုံးဖားကမရေတရေတိုးတိုးလေးအော်ကြည့်တယ်ကကရော့တိတ်ဆိတ်လွန်းတယ်တော်လို့တွေးပြီးနောက်ဖားတကောင်ကပို့ပြီးအတန်ကျဲကျဲလေးအော်တယ်ခေမဲမဲတဲတဲ့နိုးပါမလားမသိဘူးနော်တဖြည်းဖြည်းနဲ့သူတို့ရဲ့စုညံတန်တွေဟာတစ်ခါထက်တစ်ခါပိုကျဲလာပြီးအရင်ကထက်တောင်ပို့ပြီးစုညံသွားတယ်သူတို့ထင်တာကမဲမဲတဲတဲ့မွေကြီးကသူတို့ကိုကြောက်လန့်နေတာလား ဒါမှမဟုတ်တကယ်တမ်းဆိုသူတို့အတန်ကိုမနစ်သက်ယုံတသက်ပဲလို့ယူဆလိုက်ကြတယ်။မွေကြီးကိုစိန်ခေါ်ဖို့တတိတွေဝင်လာကြတယ်။သူကဘာလုပ်နိုင်မှာလဲ။ သူကအိတ်နေတာပဲဤသူကမြင်မှာထွက်မလာတော့ဘူးလို့သူတို့ထင်ကြတယ်ဒါပေမဲ့မဲမဲတဲတဲမွေကြီးကတော့သူတို့ရဲ့စုညံတန်တွေကြောင့်ညဘက်မှာမအိတ်ရပဲမနှခင်းထိနိုးနေကြတာကြာပြီးသူကတိခံပြီးစောင့်ကြည့်နေခဲ့ပါတယ်။ဖာအုပ်စုဟာအတန်ကျဲဆုံးအော်ဟစ်ပွဲကိုစတင်လိုက်တဲ့ညမှာပဲတစ်ခေါင်းကြီးတဲကနေမဲမဲတဲတဲမွေကြီးထွက်လာတယ်ဒီတခါတော့သူဟာအစောပိုင်းကလို့ဖြင်းညစော်မဟုတ်ဘူးအလွန်သောတာထွက်ပြီးလီမြန်စော်ရွေ့လျားလာခဲ့တဲ့ဖာအုပ်စုကိုတစ်ချက်ကြည့်လိုက်ရုံနဲ့အေးဆက်တဲ့ကြောက်ရွံ့မှုကိုခံစားရတယ် မွေကြီးကဘာစကားမှထပ်မပြောတော့ဘူးသူ့ရဲ့အဆုံးမရှိတဲ့ဆာလောင်မှုကိုဖြည့်ဆည်းဖို့အတွက်ဖားအုပ်စုတွေကိုအိပ်ပျော်နေတဲ့အချိန်ကိုမွေကြီးကစောင့်ပြီးဖားအုပ်စုထဲမှာအကောင်ကြီးတွေကိုတကောင်ပြီးတကောင်အလွယ်တကူဖမ်းယူစားသုံးလိုက်တော့တယ် ညအချိန်မှဆိုရင်အဟိတန်တွေဟာကြောင်းမဖွဲ့ကောင်းတဲ့တိတ်ဆိတ်မှုအဖြစ်သို့ယုတ်တည့်ရပြောင်းလဲသွားတဲ့ကြမ်းရှိတဲ့ဖားငယ်လေးတွေကဘယ်တော့မှအတန်မပြုတ်တော့ဘူးလို့ကြိမ်ဆိုပြီးအိုင်တဲကနေအချားပေးကင်းတဲ့နေရာကိုထွက်ပြေးတိတ်ဆောင်သွားကြတော့တယ်။အလွန်ကျုံစုပူစဲဆိုခြင်းကမိမိကိုယ်ကိုဒုက္ခရောဂါစေနိုင်ပါတယ်။တီးခန့်ခြင်းနဲ့အဆုံးသက်ကိုစိန်ခေါ်ခြင်းဟာအနည်းငယ်ကြီးမားပြီးအခွင့်အရေးပေးခံရခြင်းမှလိုက်နာသင့်တယ်။ကိုယ်ဘေးကင်းရေးကိုမေ့ပြီးမိုင်းမဲစွာစိန်ခေါ်မှုတွေမလုပ်သင့်ဘူး။